အပ်ဆိုတာကလိန်စိတ်ကိုနှိုးဆွတဲ့ပတိကားမျိုးမဟုတ်ဘူးပေါ့နော်။မမင်းကလေးဆိုလဲမင်းကလေးယောက်ျားလေးဆိုလဲယောက်ျားလေးသူဒီခန္ဓာကိုယ်မှာရှိနေတဲ့အလှအပချပြတဲ့အာမျိုးပေါ့နော်။အခုကျွန်တော်ဆွဲတဲ့ပတိကားတွေကကြတော့ new app လာဆိုတော့လဲအဲပြောရတော့ခက်တယ်ပေါ့နော်။ကျွန်တော်ကကြတော့ ဟို contemporary လို့ပြောရမှာပေါ့ဒီ traditional နဲ့ဒီ modern နဲ့ဟိုပေါင်းစပ်ပြီးတဲ့အခါကျတော့ဆွဲထားပါဘာ။အဓိကရည်ရွယ်ချက်ကကြတော့ကျွန်တော်ရဲ့ပကြီးဒီပကြီးကားတွေဆွဲရတဲ့ရည်ရွယ်ချက်ကကြတော့ဒီမြန်မာ tradition နဲ့ဆိုရတဲ့ဒီအမျိုးသမီးတွေအပေါ်မှာဟိုဖိနှိပ်ထားတဲ့ tradition တွေပေါ့အဲ့ဒါတွေကိုဟိုပေါက်ထွက်တဲ့သဘောမျိုးနဲ့ဆွဲတာပေါ့နော် ငငယ်ကလေးကကိုလက်ပွန်တီးဟိုကြီးပင်းနေရတဲ့ hobby ဆိုလို့ရှိရင်တော့ပကြီးပေါ့ ။ပကြီးကတော့ငငယ်ကလေးတွေကဝါသနာပါတယ်ငငယ်ကလေးတွေကဆွဲခဲ့တယ်။အဲငါကြီးလာလို့ရှိရင်လည်းပကြီးကြောင်းမဲတက်မယ်ဆိုတဲ့ဟာမျိုးနဲ့လည်းကြီးပြင်းခဲ့ရတော့ဒါပေမဲ့ကတ်တွန်းဆိုတဲ့ဟာကတော့ဘယ်ခါမှဖြစ်လဲဆိုတော့အဲကြောင်းတက်တဲ့အချိန်မှာကြောင်းမှာအမီးအမောက်မတဲ့တဲ့ဟာတွေမြင်ရတဲ့ခါကျတော့အဲ့အချိန်မှာကျတော့ကတ်တွန်းရေးကျင်စိပေါက်လာတယ်။ ျွန်တော်ကဒီနိုင်ငံရေးကတ်တွန်းတွေကိုဘာလို့ရွေးချယ်လိုက်မိလဲဆိုတော့အဓိကအဲ့2000တန်ခါရေးခင်းမှာဟိုစစ်အစိုးရကအဲ့ပြည်သူတွေကိုပြစ်တယ်နောက်တန်ခါတွေကိုပါပြစ်တဲ့အချိန်မှာကြတော့အဲ့ဒီပြစ်တဲ့လူတွေကိုပြန်လုချင်တာအဲ့အချိန်မှာအရန်နေစိတ်တွေလည်းအရန်ဆိုးတယ်စိတ်မကောင်းနေလည်းဖြစ်ကိုဘာပြန်လုနိုင်လဲဆိုကိုလက်ထဲမှာဘာလက်နဲ့မှမရှိဘူးအဲ့တော့ကို့မှာရှိတာဘာလက်နဲ့လဲဆိုတော့ဒီအမှုပညာလက်နဲ့ပဲရှိတယ် secret ပန်နေပေးမှဖြစ်မယ်ဗောအဲ့ဒီတော့ကတော့ဒီကျွန်တော်ရဲ့ဒီအမှုပညာနဲ့ပဲ aerobator နဲ့ပဲကာတွန်းတွေကဆွဲနေတာဆိုတော့ဒီကိုမန်းမသိအောင်ဆိုပြီးတော့နာမည်တစ်ခုပေးမယ်ဆိုပြီးတော့ပေးတဲ့အခါမှာအဲ့ချိန်မှာတော့ကိုကဂျပန်စာလေ့လာနေတာဆိုတော့အဲ့ဟာနဲ့ပဲဆက်ဆက်ပြီးတွေးမိသွားတော့ဒီဂျပန်နေမြန်မာကိုခေါ်တဲ့ဗမာကိုခေါ်တဲ့ဘီရုမာဆိုတဲ့နာမည်ကိုယူပြီးတော့ပေးလိုက်တာပေါ့အဲ့ဒီကနေမှာ ကာတွန်းဆရာဖြစ်လာပါဘောနော်နိုင်ငံရေးကာတွန်းဆရာဖြစ်လာပါဘော ြည်ပင်းမှာပြေးရတော့ကြတော့လဲဘာဒုက္ခလဲဆိုရင်စားဖို့တောက်ဖို့ကအဲ့လောက်ဒုက္ခမရဘူးအသက်အန္တရာယ်ပေါ့ဘယ်ချင်းအသက်ဟိုဆုံရှုံသွားမလဲဘယ်ချင်းအဖမ်းခံရမလဲဘယ်ချင်းထောင်ထဲရောက်သွားမလဲဆိုတော့အပူကတမျိုးအဲ့ဒီအနေမှာတခါဒီပြပဟိုတခါ내ကြော်ပြီးတော့ထွက်ပြေးကြပြန်တဲ့ခါကျလဲပြပရောက်သွားတဲ့ခါကျတော့အသက်အန္တရာယ်ကတော့လွတ်သွားတယ်တို့တော့ဘာလဲဆိုရင်ကိုယ်ဒေတာလည်းမဟုတ်တဲ့ခါကျတော့ စားဖို့နေဖို့အဲ့ဒါတွေကပြဿနာရှိလာပြီအဲ့မဲ့ထိတ်ဆုံးရပါလဲဆိုတော့နေဖို့ပေါ့ကိုယ်နိုင်ငံမှာမဟုတ်တာပြီးတော့လည်းတရားဝင်ဝင်လာကြတာမျိုးမဟုတ်တဲ့ခါကျတော့နေဖို့လည်းအရန်ခက်ခဲပါတယ်ဒါတော့လူတိုင်းအနေနဲ့ပေါ့နော်အဲ့ထဲမှာမှကျွန်တော် artist တွေအနေနဲ့ကြတော့ပိုခက်တာပေါ့ဗျာ ခါလည်းမဟုတ်မုတ်စိတ်ဖွာကလာလည်းမဟုတ်ဆိုတော့ကျွန်တော်တို့ငငယ်ကမြမဆောင်းခေါက်ကိုသက္ကထာဖွ့ကြတဲ့သက္ကဝဲလိုပဲကျွန်တော်တို့ကာတွန်းဆရာတွေရဲ့အခန်းကဏ္ဍကလည်းသတင်းကာတွန်းဖြစ်တဲ့အတွက်ပေါ့နော်မီဒီယာလည်းဖြစ်တယ်ပေါ့ပြီးတော့လည်းဒါဟိုဖန်ပြီးရတဲ့ဆွဲရတဲ့ပညာရဖြစ်တဲ့အတွက်ဟို artist လည်းဖြစ်တယ်ပေါ့ နောက်တစ်ခုကကျွန်တော်တို့ကနိုင်ငံရေးကတ်တွန်းဆွဲတာဖြစ်တဲ့အတွက်ဒီတော်လန်နေရာဖြစ်တဲ့ activist လည်းဖြစ်တယ်ပေါ့ဗျာတက်ကြွလှုပ်ရှားလည်းဖြစ်တယ်ပေါ့အနည်းဆုံးတော့ကျွန်တော်ကဒီ၃မျိုးလုံးမှာကတ်တွန်းစရာဆိုတာဒီ၃မျိုးလုံးထဲမှာပါတယ်လို့ကျွန်တော်ကအရင်ကယူဆခဲ့ ကျွန်တော်တို့ဆိုရင်ဒီထွက်ပြေးလာခါသာကအတော်ဒုက္ခရောက်တယ်လေဘာဆိုဘာမှပါမလာဘူးအကုန်လုံးကိုပြစ်ချထားခဲ့ပြီးတော့ဒီလိုထွက်လာရတာဆိုတော့အဲ့ဒီအချိန်မှာဒီလိုမျိုးရိတ်ခါတွေပေးတယ်အာနောက်ဒီနေနေဖို့စားဖို့တွေထောက်ပံ့ပေးတဲ့ဟာဆိုရင်ကျွန်တော်တို့ကအဲ့ဒီ active အနေနဲ့လည်းရှောက်လို့မရဘူးကျွန်တော်တို့ရှောက်တယ်၃ခါလောက်ရှောက်တယ်၃ခါလုံးမရဘူးနောက်ဆုံးတော့ artist တွေတော့ငါတို့ကစီရင်တော့ဝင်ပါပဲဆိုတော့ အော်ဟိုဘုတ်က artist တွေကိုပေးသွားပြန်ပြီဒီဖွဲ့ကြီးက artist တွေပေးသွားပြန်ပြီဆိုလဲကျွန်တော်တို့ကတ်တုန်းစရာတွေကမပါကျွန်တော်ဆွဲခဲ့သမျ နိုင်ငံရေးကတော်နဲ့မှာဟိုကျွန်တော်အတွက်ဒီလိုအမှတ်မရရဖြစ်တဲ့ကတော်မျိုးပြပါဆိုရင်ကြတော့ဟိုအစဲခံရတဲ့ကတော်နေပဲဖြစ်မှတင်တယ်ကျွန်တော်ဆိုရင်ဒါ2000ခွန်ကလေးကဒီဥတန်းရွှေဟိုနောက်ဥခင်ညွန့်တို့ခေတ်ကလေးကသူတို့ကိုစစ်အစိုးရကိုတယောခဲ့တာနော်ဒီဒီမိုကရေစီအရသာအစိုးရတက်လာခဲသည့်တိုင်အောင်ဟိုတချို့အမိမောက်မတဲ့တဲ့ လူတွေကပါလာဘူးဗျာနော်ဒီဝင်းကြီးထဲမှာပဲဖြစ်ဖြစ်အုတ်ချုပ်သူလူဒန်းသားထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲဒီအောက်ခြေလူဒန်းသားတွေထဲမှာပဲဖြစ်ဖြစ်ပါတဲ့ခါကျတော့ဒါတွေကလည်းဆက်တယောရမှာပဲသူကကြာနည်းနည်းရည်ရည်ရကောင်းတယ်ဘာလို့ဆိုတော့2020အာနာသိမ့်ပြီးကလေးကအဲ့မာလာတို့အုပ်စုကိုတောက်လျှောက်တယောခဲ့တာကတ်တွန်းတွေတောက်လျှောက်ဆွဲခဲ့တာအဲ့ဒီအချိန်မှာထူးဆန်းတာတကူကပါလဲဆိုတော့မာလာဘက်ကတခါမှ report လာမထူဘူး တခါမှလာမစဲဘူးဒါမှတူးစန်းတာပါလေဆိုကျွန်တော်အန်ယူဂျီကိုကာတွန်းဆွဲတဲ့အချိန်ကနေစပြီးတော့ report ထုတ်ခံရတယ်ဝိုင်းဆဲခံရတယ်ဆိုတော့အဲ့ဒီဥစ္စာကိုစိတ်နဲ့ခံစားခြင်းနဲ့ဖန်တီးရတာကိုအမှုပညာခံစားခြင်းနဲ့ဖန်တီးရတဲ့ဟာကြတော့ဟို အဲ့လိုစိတ်ထဲမှာခံစားချက်တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဟာကိုပြန်ပြီးတော့တမာရီပြန်အားမွေးရတာလမဲ့ချီကြတယ်ဒါကြောင့်မို့ကျွန်တော်ကာတုန်းတွေကတားကျဲတာအဲ့လိုတစ်ခါတစ်ခါအစဲခံလိုက်ရပြီဆိုရင်ဟိုအစဲခံရရောမကောက်ဘူးပေါ့နော်ဒီဟို report တွေ wine ထူကြတဲ့ဟာ အဲ့ဟာတွေခံလိုက်ရပြီဆိုလို့ရှိရင်စိတ်ကတော်တော်ဖိအားရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ကကတ်တောင်းတစ်ခုလည်းဆွဲနေရလဲမဟုတ်ဘူးတခြားဒီဘက်မှာဟိုပကြီးနဲ့ပတ်သက်ပြီးတော့ဒီဟာဟို Minecraft အကြောင်းနဲ့မှာကလေးတွေကိုပင်ရတဲ့ဟာတွေရှိတယ်တခြားဟိုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ဒီဇိုင်းတွေဖန်တီးရတာရှိတယ်နောက်တခြား campaign တွေမှာကျွန်တော်တို့ပြည်တွင်း campaign တွေပဲဖြစ်ဖြစ်အဲ့ဒီမှာတွေဝင်ပြီးတော့ဆွဲပေးရတယ်ရှိတော့အလုပ်ငန်းတွေကအများကြီးပြည်နေရဗျာတကယ်တမ်းကျတော့အဲ့လိုပြည်နေတဲ့နေရာပေါ်မှာဒီ ကာတွန်းတစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့မှာအဲ့ block တွေဖြစ်တာ block တွေဖြစ်သွားပြီဆိုရင်လေအဲ့ရှေ့မှာ grip ပေးထားပြီးရဟာကြီးလဲဆက်မစွဲနိုင်တော့ဘူးအဲ့ campaign ကလာအပ်ထားတဲ့ဟာတွေဆိုရင်လည်းမစွဲနိုင်တော့ဘူးဟို poster size ဂျပန်ပို့လိုက်ပြီဒီနေပုံကတချို့ဟာတွေကကြတော့ဟို ဘာလဲ gravity တွေ gravity ရဟာတွေယူရတာဒါဆို gravity မှာရေးထားတဲ့ကပြာပေါ့အဲ့ဒါလေးတွေအင်းအဲ့ဒါလေးလိုက်ရှာရတာအကြာနေရဟိုဆွဲရတာမကြောက်ကျွန်တော်တို့ကတော်လန်နေဆိုတဲ့ဟာမှာလူပုတ်ကိုဟိုဘယ်ဖွဲ့စည်းကိုမကြိုက်လို့เนาะဟိုငါတို့နဲ့သဘောတရားမတူလို့အဲတော်လန်တာဆိုတာမျိုးတဲ့ဟိုမူရပေါ့เนาะနောက်တစ်ခုကဟိုအမှားနဲ့အမှန်ကိုဟိုမှားတယ် ဟိုအမှန်ကိုအမှန်တရားကိုမြန်လို့လို့ဗျာကျွန်တော်တို့ကမှားနေတဲ့ဟာကြီးကိုတော်လန်နေဆိုလို့ရှိရင်လေကျွန်တော်တို့ဘက်မှာလည်းမှားတယ်လို့ရှိရင်မှားတဲ့ဟာကိုမှားတဲ့အကြောင်းကိုရဲရင်တော်လန်ပြီးတော့ဟိုဖွင့်ပြောကြစေခြင်းလေပေါ့နော် ဒါကြီးอ่ะဟိုဟိုနိုင်မယ်ထင်လို့နိုင်မင်းကိုရွေးလောင်းခဲ့ကြတာမဟုတ်ဘူးဗျာเนาะဒါကျွန်တော်တို့อ่ะအမှန်တရားကိုမျက်နှာလုံးမို့ဟိုอ่ะအမှန်ဘက်မှာယက်တည်ခဲ့ကြတာဖြစ်တဲ့အတွက်ဟိုအားလုံးကလည်းဟိုဘလို့ပဲဖြစ်နေနေဘယ်ချီနေပဲရောက်နေနေအမှန်ဘက်မှာပဲယက်ပေးကြပါလို့